17ရက်နေ့မှာငလျင်အကြီးလှုပ်မယ်ဟောငလျင်ကြီးလှုပ်မယ်ပေါ့အင်းအဲတကြနာပြီးသွားတယ်ငလျင်လောက်တာမပြီးဘူးဟေးကျမတို့တွေလေကြည်အောင်ကလေးတွေနဲ့ကျမတို့ဒီမှာဖျားဝင်းနဲ့ပြန်ရောက်လာပြီရှင်လူလူချင်းစာတာထောက်ထားတဲ့စိတ်မရှိစောကားခရရတိက အားလုံးမင်္ဂလာမျိုး EMK YouTube channel ကိုလိုက်ပါရယ်ဒီနေ့ဒီစပင် B fan လေးကဒီ B fan လေးဖြစ်ပါ fan လေးက line မှာ trolling မှာနာမည်ကြီးနေပြဒီ22ရက်နေ့မှာဒီငလင်အကြီးကြီးလုံမယ်လို့လူပြောများနေပေါ့နော်ဒီကြောင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်အမျိုးအလင်းတရင်လေးပေါ့နော်ဖွင့်ပြတိဆက်ပြီးမှာမို့ကျွန်တော် B fan လေးအဆုံးတက်ဒီလက်ပဲကြည့်ရှုပြီးဖွင့်ခဲ့ချင်ပါတယ်ဒါတော့ boot drive ရဲ့အနေနဲ့ပြန်လည်ဝင်မြက်တိဆက်ပလိုက်ခြင်းဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် B fan လေးဆက်လိုက်အောင်လင်းကြီးလောက်ပဲပေါ့ ဲ့တော့မင်းဒီကိစ္စတွေကအခုမှကြိုတင်ခန့်မှန်းတာအဲ့တော့မင်းဒီငလျင်မလောက်ခင်တော့ကမင်းတိတော့ကြည့်ဘူးလားကြည့်ဘူးလေကြည့်ဘူးလေအဲ့တော့ဒီငလျင်မလောက်ခင်တော့ကဒီငလျင်လာပါမယ်လို့ဘယ်သူတင်ဘူးတော့ဘယ်သူမှတင်ဘူးဘယ်သူမှမတင်ဘူးအဲ့တော့ကမ္ဘာပေါ်မှာဘယ်နိုင်ငံငလျင်အများဆုံးအကြီးကျယ်လှုပ်ဘူးလဲဂျပန်ဂျပန်ဒီလိုစမှုတိုက်ပံထွန်ကားတဲ့နေရာမှာအသိပညာအတတ်ပညာထွန်ကားတဲ့နေရာမှာဘယ်နိုင်ငံရှိတော့ကမ္ဘာပေါ်မှာဂျပန်ဂျပန်ပဲ ဲ့တော့ဂျပန်မှာနေမကြခဏလုံနေတာဂျပန်လိုနိုင်ငံတော်မသိတာဟုတ်မင်းအခုကမှဒီငလီကြီးလောက်ပြီးကမှနော်ဘာလီလာတော့ဆိုလို့ချင်းငလီကြီးလောက်ပြီးကမှအခု20တန်းနေငလင်လောက်မှာဆိုနော်ဒါဒီကျူပြီးတော့ဟောကင်းကြီးထုတ်လို့ရအခုဆိုရင်မင်းတစ်တော့ပေါ်မှာဘာကြီးအများကြီးတွေ့အောင်မလို့ကောင်းပေါင်းနေရယောဂီရောင်နေရဝီရင်စရာကြီးရနော်ဟိုဟိုဗီရင်စရာနောက်အခုဟိုဘာတော့ ဟောပြောနေတဲ့အကြမ်းမြင့်ဆရာတွေရောအကုန်လုံးဒီငလီကြီးပဲဒီဘယ်နည်းလှုပ်တော့မှာဘယ်ဘူးလွာတော့မှာရက်ဆွဲလည်းမပါဘူးဒိတ်လည်းမပါဘူးလိုက်ပြီးတော့ဒီငလီကိုဘယ်နိုင်ငံကမ္ဘာပေါ်မှာဂျပန်လိုနိုင်ငံတော်မှာဟိုမခန့်မှန်းနိုင်တဲ့ဟာကိုဒီဟာကိုမင်းအခုဒီ21ရက်လုံးမယ်အခုပြည်သူကဒါတွေကိုနေကျင်နေအများကြားပြီးတော့ကြောက်လန့်တုန်လုံးနေအခုပြခဲ့တဲ့28ရက်နေရာကလည်းအမတန်ပြင်းထန်တာလေ ်တခါမှမဖြစ်ဘူးပဲအဖြစ်ကိုလို့တော့လူကြီးကမင်းတားတုံလို့ဒါကြီးကမင်းလိုင်းပေါ်မှာလက်အင်ရှဲဖော်လို့ဟာရဖို့ယူမင်းဒါလူကြီးမင်းရှောက်လမှုကြီးပေးနေတယ်ငါရာသူမင်းငါရာသူရဆိုမင်းအဲ့ဒီကောင်ကြီးမင်းသတင်းမတိကြဘူးမင်းရှောက်လမှုရှောက်လမှုပေးတယ်ဆိုမင်းမတော်မတော်မတရားပို့လေမှားရနေပို့တယ်ငါတို့တတ်ဖမ်းပြန်မှာမင်းအပြည့်သူတွေဒုက္ခရောက်နေတယ်မဟုတ်တာဒီ၆တင်းမနေနဲ့နော် နားတော့ထောင်ထားလိုက်ဖြစ်လာမှာပဲဖြစ်လာရဲ့အလျောက်ပဲမလင်းဆိုတာဘယ်သူမှကြိုတင်ခံမှန်းလို့မရဘူးအဲ့တော့ပြည်သူတအားကြောက်နေတယ်ပြည်သူတွေတင်းကြောက်နေဖြစ်လာမှာဖြစ်လာရဲ့အလျောက်သွားမယ်ဟုတ်လားကျုံမကြီးရဲ့အရာကိုလူတွေချောက်လန့်ပြီးတော့တော်ကြန်နေကြရင်ဟာပကိုးပကိုးဝင်ထိုက်တိုက်ဝင်မှာဟာရန်ကုန်ထိုက်တိုက်ဝင်မှာတောင်ဦးထိုက်တိုက်ဝင်မှာကားကြီးချောက်လန့်နေမင်းတို့မှာတားကြီးသမီးကြီးကြီးတွေဆွေစဉ်မျိုးသက်မိသားစုအုပ်စုတွေမရှိဘူးလား ရှိရင်မင်းတို့မိသားစုတွေပဲပုံရင်စားပြမှာမင်းတို့ပြည်သူကိုမလန့်ညံ့နဲ့ဟုတ်လားဟုတ်တယ်အလင်းဆိုတာဘယ်သူမှကြိုတင်ခတ်မှန်းလို့မရဘူးဘာမှမလို့ကြောက်တင်တလောက်တော့ကြောက်ပေါ့ကွာဖြစ်ပြပြီးပဲဟဲ့လားကြောက်တင်တလောက်တော့ကြောက်သတိဝိရိယနဲ့နေပေါ့တလောက်ပဲเออตะจันน่ะปี้รั่วได้เงินเงินหลุดตาไม่ปี้อูเฮ้จม้ารุฤเลจี้อ๋องกะเลฤเนี่ยจม้ารุดิมาพยาวุ้นเนี่ยเปลี่ยนยောက်ลาไปရှင်หลุดไล่ตาอ้งคะเน่เว้ย တော်ပါတော့ငလင်ရဲ့ဘလို့ကြောင့်နေမြရရဲ့ဆက်ဆက်တွေလုံနေရတာလဲကြောက်လို့လူတွေနှလုံးတွေလည်းတုံးလာပါပြီနှလုံးရောဂါရအောင်ပါနှလုံးရောဂါလည်းရတော့ပါမယ်ရှင် ကလေးတွေနဲ့ဘူးစုခူးတွေနဲ့ကြီးကြပါဦးဟိုဘက်မှာကြောင်းထဲမှာနေနေနဲ့ကြောက်လို့ထွက်ခဲ့ကြတာရှင်ဦးမကြီးအောင်ကလေးတွေရောအမလေး တချမ်းသာပြီးတော့လည်းငလင်လောက်တာမပြီးဝေးဘယ်နေ့ထိလုံနေအောင်ပါလဲကျမတို့လည်းတကယ်စိတ်ဆင်းရဲလာပါပြီရှင်တောင်းပန်ပါတယ်ဒီလောက်နဲ့ပဲတော့ပါတော့တောင်းပန်ပါတယ်တောင်းပန်ပါတယ်ရှင်ငလင်ရဲ့ငလင်ရဲ့ဘယ်လိုတောင်းပန်ရမလဲအိုးမသိတော့ပါဘူးနော်ဘယ်နာနေဘယ်လိုစပြီးတောင်းပန်ရမလဲမသိတော့ပါဘူးချစ်တော်ရေဒီနေ့ကကျမရဲ့ဖေရောမမေ့မရတဲ့ကျမရဲ့ မတရားနေဆိုလဲမမပါဘူးဒီနေ့ကျမရဲ့အနေ90ရက်ပြည့်တဲ့မွေးနေ့ပါခါလိုက်နှစ်တည်းဆိုရင်တမီလေးကတနည်းနဲ့တနည်းမရိုးရအောင်လို့မေးအတွက်လက်ဆောင်လေးအမျိုးမျိုးလှုပ်ပေးတယ်မွေးနေ့မှာအပတ်တရားတွေလှုပ်ပေးတယ်ဒီနေ့မှာတော့အဲ့လိုမွေးနေ့လှုပ်ပေးမဲ့တမီလေးလည်းမရှိတော့ပါဘူးတမီလေးက

ြောတဲ့လူတွေစိတ်ထဲမှာအယဲခံတာလူလူချင်းစာတာထောက်ထားတဲ့စိတ်မရှိစောကားခံရတိခိုင်ပန်တီတော့ခေါဖို့တကြတယ်လူတွေကဒါပေမဲ့ကျမတို့ကတပီလေးစိတ်နဲ့ရပိုင်ပဲရှိသေးတယ်လက်လက်လလဆဆစီတဲ့အပူဝေးပကြီးဟိုချေမဆာဗျာပြောကြတဲ့လူတွေပြောတတ်ကြပါစေမြေတားပဲပုတ်ပြီးပါ့ ဒီနေ့တအားလွယ်တဲ့သတိကိုဒီနေ့ဆိုသတိလေးလက်ထားရတဲ့တိုင်ပဲအယူအပတ္တိယအပြုဆုံးလုပ်ပြီးဒီနေ့ဆိုသတိလေးမဲ့သတိလေးဘယ်ဘဝရောက်နေရလဲမသိဘူးသတိရဲ့ဘယ်အိမ်ပဲလဲဘယ်ပါတခုပါလဲလာပြီးအရေးရောက်ပပြဘူးသတိလေးရောက်ကောင်းရဖို့ဘဝရောက်ပါစေသတိရဲ့ဘယ် ခစားရတဲ့သူကြီးရဲ့အဖေအဖေတပီလေးရဲ့အသက်တော်သက်ဆက်မှုတွေပြည့်စုံလောကရဲ့ထွက်သွားတယ်လို့သူများတွေကလည်းကိုကြီးမဆန်လို့မဟုတ်ပါဘူးသူများတွေကလည်းကိုကြီးဆန်ပါကိုလိုထက်တူခစားကြရပါပါအပြာကြီးပဲဆေးရေးဖေးရေးဘဝတဲ့တိုင်းတိုင်းဒီမှာတပြည်လေးဒီအပြည့်ချိုးပြတဲ့ ်ပေးရမယ်ရပါပါသေးတယ်ဘာသာလေးဘွားကောင်းရောက်ရှိပါတယ်ကောင်းရဖို့ကရောက်ရှိပါတယ်ဒီတဲ့တပီးလေးကိုဒီပြည့်ဖွေးသေးပါကြီးသူ့ပြီးတော့သူ့တပီးလေးကြီးသူ့ပြီးတော့ဒီပြည့်ဖွေးသေးပါတပီးတွေ့ကုသိုလ်တွေလုပ်ပေးလိုက်ပါဖို့တပီးရဲ့တပီးရောက်ရဖို့ကဘာလို့ခေါ်တိုင်းဘယ်သူတိုင်းပါတဲ့တပီးလေးတပီးလေးအားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ဒီပိုလီကိုတွေ့တယ်ဆိုရင်တော့အပန်းမကြည့်ရင် share သွားပေးကြပါခင်ဗျာငလင်အထုသတင်းဖြစ်ပါတယ်ကျွန်တော်တို့လာမယ့်21ရက်နေ့မှာဒါကဘာလို့တိုင်းတာချက်အရကျွန်တော်တို့ဒီအာရှတိုက်တွင်းမှာရှိကြတဲ့နိုင်ငံအသီးသီးပေါ့နော်ကျွန်တော်တို့ဒီငလင်အကြီးအကျယ်လှုပ်ခတ်မယ်လို့လည်းကြေညာထားပါတယ်ဒါတိတဲ့သူတွေလည်းတိထားပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မတိသေးတဲ့သူတွေတိအောင်ဝိုင်းပြီးတော့ share ပေးကြပါဦးလို့ကျွန်တော်မြတ်တာရက်ခံပါတယ်လာမယ့်21ရက်နေ့မှာအဓိကထားပြီးတော့ကျွန်တော်တို့တတိထားမှာကတော့မြန်မာထိုင်း လာအိုကမ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာကျွန်တော်တို့အပြင်းထန်တဲ့ငလင်လောက်ခတ်မယ်လို့လည်းကြေညာထားပါတယ်။ဒါကြောင့်မလို့ဝိုင်းဝန်းပြီးတော့မှရှယ်ပေးကြပါအောင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့နာလေးတွေပြင်ဆင်ရအောင်ပေါ့နော်။အဲ့ဒီနေ့မှဆိုရင်တော့အထူးသတိပြုရမှာကကျွန်တော်တို့ဒီအမြင့်မှနေတဲ့သူတွေကျွန်တော်တို့တွေအဲကြိုတင်ပြီးတော့မှကျွန်တော်တို့အဲအောက်မှာဆင်းနေတဲ့တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။နော်ဒါကြောင့်မလို့ကျွန်တော်ပြင်ဆင်တင်တာလေးတွေပြင်ဆင်ထားပါလာမယ့်27ရက်နေ့ပေါ့နော်မဖြစ်လာရင်တော့ကောင်းပါလေနော်ကျွန်တော်တို့ရဲ့ကံပေါ့အဲ့တော့ကျွန်တော်တို့တွေထပ်ပြီးတော့ အဲမြန်မာပြည်သူပြည်သားတွေတို့ကကဘာသူကဘာသားအားလုံးအသက်တွေမဆုံးရှုံးရအောင်ကျွန်တော်တို့တွေအကျွတ်တင်ပြီးတော့ပြင်ဆင်ထားကြပါထပ်မံပြီးတော့လည်းအသက်တွေမဆုံးရှုံးစေချင်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒါကြောင့်မလို့အဲဒီပို့လေးတွေ့လဲ share ပေးကြပါအောင်ခင်ဗျာအထူးသတိပြုရမယ့်ရက်ကတော့21ရက်နေ့ဖြစ်ပါတယ်အားလုံးပဲဘေးရန်ကင်းကြပါစေခင်ဗျာဒီကောင်ကစိတ်တရားယောရဲ့အိမ်ပြိုတဲ့နေရာရဲ့အစပါဒါဒီလိုမျိုး ကိုကျုံဝင်သွားတာပေါ့နော် ။ဒါအခုကျွန်တော်ရောက်နေတဲ့နေရာပါ။ဒါဒီလူမျိုးကိုကြုံဝင်သွားတာပါ။ဒါပထမဆုံးစားဖြစ်တဲ့အိမ်ကနေကျွန်တော်တို့အခုတော့ကြည့်နေပါဗျ။တတော်ကိုဆဆိုးရွားပါပဲဗျ။ဒါကလူပါသွားတဲ့အိမ်ပါတဲ့။ဒီအိမ်မှာကလူကမိသားစုတွေက3ယောက်တောင်ပါတယ်တဲ့။အိမ်ကဘယ်လိုမှန်းတော့မတီးတော့ဘူးဗျာပြည့်စည်ထားတဲ့အရာတွေက ညီကြီးရဲ့တလူကိုကွဲသွားတာခဏလေးနော်ကျွန်တော်တစ်ချက်ตาก็ลุบออกมาได้เองเนี่ยมาบ่าตะลุงยุปัจฉิตัวล่ะบาရှင် ။ပထမဆုံးတင်ဆက်တဲ့နေ့မှာပဲပြောပြရမှာကတော့မိဘပြည်သူများအခုလာမယ့်21ရက်နေ့ကိုအလွန်စွာစိုးရိမ်နေကြတယ်လို့ကျွန်မကြားပါရရှင့်။လူမှုကွယ်ပေါ်မှာလည်းညှိုင်းပြန့်နှံ့နေတယ်21ရက်နေ့ကြလို့ရှင့်အမတန်ကြီးကျယ်လုံးနဲ့ငနေကြီးတစ်ခုထပ်ပြီးတော့ဖြစ်နိုင်တယ်ဆိုပြီးတော့စိုးရိမ်နေကြတာပေါ့နော်။ဖြစ်ပြီးသွားတဲ့မြို့တွေလည်းစိုးရိမ်နေတယ်လို့မဖြစ်ရသေးတဲ့မြို့တွေဆိုကိုစိုးတာပေါ့ရှင့်။ပဲခူးလို့ရှန်ကုန်လို့ဆိုစိတ်ကူတာပေါ့နော်။ကျမနိုင်ငံလည်းငလင်ကျော်ကြီးကမြန်မာနိုင်ငံရဲ့ရင်ဝတက်တက်ကိုခွဲထားတာဖြစ်တဲ့အတွက်ဒီငလင်ကျော်ကြီးနဲ့လွတ်တဲ့မြို့ဆိုတာမရှိသလောက်ဖြစ်နေရပါတယ်ရှင့်ပြီးတော့လူတွေစိုးရိမ်တာလည်း အမားတော့မဟုတ်ပေါ့နော်ဒါကျမအနေနဲ့ဒီပြောပြချင်တာကငလင်ဆိုတာကတော့ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုမျိုးဖြစ်မယ်ဆိုပြီးအတိအကျပြောနိုင်မှုကတော့အခုချိန်ဒီနည်းပညာမှာမရှိပါဘူးရှင့်ဒီတော့တိတိကျကျကြိုတင်ခံစားလို့မရတဲ့သဘာဝပေးရငလင်တာဖြစ်ပါတယ်။ငလင်နဲ့ပတ်သက်ပြီးသိရှိကြတဲ့ဆိုရင်သက်ဆိုင်ရာမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့3963411 2690 3963411 2593ကိုပဲဓာတ်ရိုက်ဖုန်းဆက်ပြီးတော့မေးမြန်းပါလို့ကျွန်မအကြံပြုချင်ပါတယ်ရှင့်။ဆက်သွယ်မေးမြန်းနိုင်တယ်ပေါ့ဗျာနော်။ ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ပြန်ဖိုင်ဒီလောက်ပါပဲဒီဖိုင်လည်းလည်းမှာတော်တော်လေးမှနာမည်ကြီးနေပြဒီလာမဲ့ဒီ AP လ27ရက်နေ့မှာငလင်းအကြီးကြီးနောက်ထပ်တစ်ခုထပ်လုပ်မယ်လို့ဒီသတင်းတွေရရှိထားပါတော့ဒီကြောင့်လည်းပတ်သက်ပြီးတော့ကျွန်တော်အမျိုးလည်းဒီချုပ်တင်ပြီးတော့ပြင်ဆင်လို့ရအောင်ချုပ်တင်ကာကွယ်လို့ရအောင်ဘုဒ္ဓရအနေနဲ့ပြင်လည်းဝင်မြတ်ဒီဆက်ပလေးချင်းဖြစ်တယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့အမျိုးရဲ့ team subject ကိုကျွန်တော် comment မှာ match ရေးပေးကြလို့ရတယ်ကျွန်တော် channel နဲ့ဘုဒ္ဓရရဲ့အကြောင်းအရာဟာတာပြီးမြေဒီဆက်ပြီးမှာကိုကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနား notification လေးကိုပန်နှိပ်ခဲ့ပြီးပို့တော့ဆွေးချင်ပါတယ်ကျွန်တော် channel အပိတ်ကြည့်ရှုသူတယောက်ရှိနေကျေးဇူးများကြီးပါတယ်နောက်ထပ်ပြန်ပြန်ဆက်ပြရမယ်